မျက်စိကအိန္ဒြေနားအိန္ဒြေနှာခေါင်းလက်ရာကိုယ်စိတ်ကအိန္ဒြေဘာကြောင့်အိန္ဒြေလို့ခေါ်တာတုံးဆိုအစိုးရလို့အိန္ဒြေလို့ခေါ်တာဘာကိုအစိုးရတာတုံးဆိုရင်ကြည့်မျက်စိကမြင်သိစိတ်ကိုအစိုးရဘယ်လိုအစိုးရတာလဲဆိုတော့မျက်စိမုံနေမယ်ဆိုလို့ရှိရင်မြင်သိစိတ်ဟာကြီးကြီးလင်းလင်းမဖြစ်နိုင်အော်မျက်စိကထိန်းချုပ်ထားတဲ့သဘောပေါ့နော်မျက်စိအမြင်ကောင်းပြီဆိုလို့ရှိရင်မြင်သိစိတ်ဟာကြီးကြီး နားကလည်းပဲဒီလိုပဲနားကဒီစားသိစိတ်ကိုသူကထိန်းချုပ်နိုင်တယ်ဘယ်လိုထိန်းချုပ်တာတော့ဆိုရင် ကြီးကြီးလင်းလင်းပြတ်ပြတ်သားသားကြားရရင်စားသိစိတ်ဟာကြီးလင်းပြတ်သားမယ်ဟောနားကမကြီးလင်းဘူးဆိုလို့ရှိရင်စားသိစိတ်ဟာလည်းမကြီးလင်းဘူးအဲ့တော့သူ့ပုံမှာမှီပြီးတော့နေရတာကိုပဲထိန်းချုပ်တယ်အစိုးရတယ်လို့ဒီလိုဆိုတာကဲဆိုပါစို့ဥပမာပို့ပြီးတော့ထင်ရှားအောင် ိမ်တိုင်းအိမ်တိုင်းဟာလူတွေကြည့်တယ်မှန်မရှိဘူးလားကဲအဲ့ဒီမှန်ကကြည်လင်းနေရှင်မှန်လဲမှာရုပ်ပုံဟာပြည်ပြင်းလာဟောအကယ်၍မှန်ကမုံဝါနေမယ်ဆိုလို့ရှင် ရုပ်ပုံပြည်ပြင်းမှမမပြည်ပြင်းဘူးအဲ့ဒါဘသူကနေထိန်းချုပ်ထားတာတော့ဆိုမှန်ကထိန်းချုပ်တာလို့ပြောတာဟုတ်ကဲ့လားမှန်ကနေပြီးတော့ဒီရုပ်ပုံပြီမှုမပြီမှုမှန်ကနေပြီးတော့ ထိန်းချုပ်နေတာဒီလိုဆိုလို့ဒါအဲ့တော့အိန္ဒြိယအိန္ဒြေဆိုတဲ့စကားလုံးဟာလည်းပဲအဲ့ဒီလိုထိန်းချုပ်မှုကိုဆိုလို့ဒါဒါအတိပဲမှန်ကိုနားလည်ဖို့လိုအပ်တယ်ပေါ့အဲ့တော့စိတ်ကိုထိန်းချုပ်တယ်စိတ်ကိုထိန်းချုပ်တယ်လို့ဆိုတဲ့နေရာမှာဘာကိုထိန်းချုပ်ရမှာလဲဆိုလို့ရှိရင်အာယုန်နဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တွေနောဘနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင်မောဟနဲ့မတွဲအောင် မာမနာတွေအိတ်တာတွေမစ္စရိယတွေနဲ့မတွဲအောင်ဒီလိုထိန်းချုပ်တာကိုစိတ်ကိုထိန်းချုပ်တယ်လို့ပြောတာစိတ်တိုင်းကိုထိန်းချုပ်ရမှာလည်းမဟုတ်ဘူးပေါ့ထိန်းချုပ်เสียမလိုတဲ့စိတ်ရှိတယ်ထိန်းချုပ်เสียလိုတဲ့စိတ်ရှိဒီလိုဆိုလို့တာပေါ့နော်ကိုယ်စိတ်လေးဟာမကောင်းတဲ့ဘက်သွားရင်ကောင်းတဲ့ဘက်သွားအောင်လုပ်ရအောင်ဟောမိဘတွေကသားသမီးကိုဆန့်ရှောက်တဲ့အခါမှာဟဲ့ဒီလမ်းမသွားနဲ့ဒီလမ်းကအန္တရာယ်ရှိတယ် ဟိုလန်းမသွားနဲ့ဟိုလန်းကအန္တရာယ်ရှိဒီလူနဲ့မပေါင်းနဲ့ဟိုလူနဲ့မပေါင်းနဲ့ဟောအန္တရာယ်ရှိတာဆိုရင်တားမြစ်ပေးတယ်လို့ကိုယ်စိတ်လေးကိုယ်ကိုလည်းပဲအဲ့လိုတားမြစ်ပေးရအောင်ဒါကြောင့်မို့မြတ်စွာဘုရားကစိတ်ကိုအာယုအလုံးကနေတားရမှာမဟုတ်ဘူးတဲ့မကောင်းတဲ့အာယုကသာတားရမယ်ကောင်းတဲ့အာယုကြတော့ခွင့်လွှတ်ရမယ်ဒီလိုဆွတ်လို့တာပေါ့နော်အဲ့တော့စိတ်ကိုထိန်းလင်စိတ်ကိုထိန်းနိုင်မှချမ်းသာရတယ်ဆိုတော့ ပထမစိတ်ရဲ့သဘောကိုစဉ်းစားကြည့်ကြရအောင်။မြတ်စွာဘုရားကတုတ်တန်နေမှာဟောထားတာရှိတယ်ဗော။စိတ်နဲ့ပတ်သက်ပြီးဟောထားတာရှိတယ်။သူတုတ်တန်စိတ်ဆိုတာအမှန်တမ်းမြင်မှုခက်တယ်။မြင်မှုခက်တယ်ဆိုတာအတိညာမပါလို့ရှင်စိတ်ကိုမမြင်နိုင်ဘူးစိတ်ရဲ့သဘောကိုမမြင်နိုင်ဘူးအတိညာရှိမှမြင်တာလူတွေကပြောတာနေတာငါစိတ်ငါစိတ်နဲ့ နော်စိတ်ကဘယ်လိုဖြစ်လာတယ်ဆိုတာသိတယ်မှသိပါလေစိတ်ဖြစ်လာပေါ်မြင်မှုအမတန်မှခက်တယ်စိတ်ဆိုတာပြီးတော့မြင်ရတဲ့အတင်တရံရှိတာလည်းမဟုတ်ဘူးလေ စိတ်ကသာအတင်တရံရှိနေမယ်ဆိုလို့ရှင် စိတ်ဆိုတာညလကောင်လဲရှောက်သွားခြင်းသွားနေမှာပဲလူကအိတ်နေပြီမယ်လို့စိတ်ကအိတ်ချင်မှာအိတ်တာဟုတ်ကဲ့လူကအိမ်ထဲမှာထိုင်းနေပြီမယ်လို့စိတ်ကအပြင်ရောက်ပြီးရှောက်သွားနေတာ အဲ့တော့အကလေးသာပုံတရံရှိမယ်ဆိုလို့ရှင်ခွေးတောင်ဟောင်းတော့ပေါ့စိတ်ကမမြင်ရဘူးမမြင်ရတဲ့အတွက်ကြောင့်စိတ်ဟာပဂရိပဲစီလည်းမမြင်ရတယ်လို့ပဲအသိဉာဏ်နဲ့လည်းပဲသိဖို့တဏ္ဏပုဂ္ဂိုလ်တွေပေါ်မှာစိတ်ရဲ့သဘာဝကိုသိဖို့အမတမခက်ခဲတယ်ဒါကြောင့်သူထုတ်တတာအလုံးကိုမြင်ဖို့ခက်ခဲတယ်လို့ဒီလိုပြောတာလူတွေကငါးစိတ်ငါးစိတ်နဲ့ပြောနေပြီမယ်လို့ စိတ်ဘယ်လိုဖြစ်တယ်ဆိုတာသိကြမှာသိမှာဟုတ်အဲ့တော့စိတ်ကလေးပေါ်လာပုံကိုစဉ်းစားကြည့်ပေါ့ဘယ်လိုပေါ်လာတာလဲလို့ဆိုတာစိတ်ပေါ်လာပုံလေးကိုကသဘောပေါက်အောင်ကြည့်သဘောပေါက်အောင်ကြည့်ဆိုတာတရားဆိုတာကိုယ်ခန္ဓာနဲ့ဆက်ဆက်ပြီးတော့ဖြစ်နေဒါမှမဟုတ်ကိုယ်တိုင်နားလည်အောင်ကြိုးစားအထောတရားဆိုတာအဝေးကိုသွားမရှာရဘူးကိုယ်ခန္ဓာကိုယ်ထဲမှာပဲရှာတယ်။ဒါကြောင့်မို့လို့ပြောကြတယ်လေတရားရှာကိုယ်မှာတွေ့ဆိုတာ ခန္ဓာကိုယ်ထဲမှာပဲရှိရကဲကိုယ့်ကိုပြန်ကြည့်လိုက်ဘုန်းကြီးတို့တွေမှာဘာပါတော့ဆိုမျက်စိပါပါတာလေးတွေကအစကြည့်လိုက်မျက်စိပါတော့မြင်စရာအာယုံကိုမမြင်ဘူးလားနော်မျက်စိနဲ့မြင်စရာအာယုံနှစ်ခုစုံလိုက်တယ်စုံလိုက်တာနဲ့မြင်ပြီးတော့သိတဲ့စိတ်ကလေးပေါ်လာမိတ်ထားလို့ရှိရင်မျက်စိမိတ်ထားမယ်မြင်စရာအာယုံမရှိဘူးဆိုရင်မြင်သိစိတ်မပေါ်ဘူး အဲ့ဒါစိတ်ပေါ်လာဘူးစာပေကျမ်းဟန်အနေနဲ့ပြောပါဆိုရင်သက္ခုံစပတိစရူပိစဥပိစတိသက္ခုဝိညာဏတိဏံတင်ကတိဖတ်တော်လို့ရသဗျာဟောတာရှိတယ်သက္ခုံစပတိစသက္ခုဆိုတာမျက်လုံးစာသင်နဲ့ပြောမယ်ဆိုရင်တော့သက္ခုပတာရရုပ်ပေါ့မျက်လုံးအခြေလေးကိုပြောတာမျက်လုံးနဲ့အဆင်းအာယုမျက်စိနဲ့မြင်စရာအာယု ဒီနှစ်ခုစုံလိုက်လို့ရှိရင်ဘာဖြစ်လာတော့ဆိုမြင်သိစိတ်မြင်သိစိတ်ကဘယ်ကနေပြီးတော့ဖြစ်ပေါ်လာတော့ဘယ်မှာမှီပြီးတော့ဖြစ်ပေါ်လာတော့ဆိုမျက်လုံးကိုမှီပြီးတော့ဖြစ်တာဟုတ်ကဲ့လားပန်းပွင့်လေးကိုချိနေလိုက်ပန်းပွင့်လေးနဲ့မျက်လုံးနဲ့စုံလိုက်တာနဲ့တစ်ဆိုင်နဲ့မြင်နေဆိုတဲ့မြင်သိစိတ်ပေါ်လာအဲ့ဒီမြင်သိစိတ်ကနေပြီးတော့ဆက်နွယ်ပြီးတော့စဉ်းစားတာတွေလိုက်လာတယ်လှတယ်မလှဘူးဟုတ်လားဓာတ်တွေလိုက်လာ လိုက်လာတော့ဖလှတယ်လို့တတ်မှတ်လိုက်တာနဲ့တပြိုင်နဲ့ဘာလိုက်လာတော့လိုချင်လိုက်တာဆိုတာလိုက်မလာဘူးလားမလာဘူးဆိုတာနဲ့ဟိုမကြည့်ချင်တော့ဘူးဆိုတာလိုက်မလာဘူးလားလိုက်လာတယ်စိတ်ဟာအဲ့လိုဖြစ်လာ